မင်္ဂလာပါရှင်ခေတ္တ Television Channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ငတိုင်းချောင်းကွာလန်ပေါ်ရှိအာမတ344တို့စစ်ကူတက်လာသည့်စစ်ကြောင်းများနဲ့အေအေတို့တိုက်ပွဲပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အေယော်ရီတိုင်းဒေသကြီးငတိုင်းကျောင်းနယ်ရခိုင်ပြည်ကွာလန်းပေါ်ရှိအမြောက်တန်း344အနီးတဝိုက်စစ်ကူတလာသည့်စစ်ကြောင်းများနဲ့အာရကတက်တော် AA ဦးဆောင်သည့်တော်လန်ရေးတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်နေကြောင်းသတင်းရရှိပါရယ်။အေယော်ရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းအပိုင်းမြောက်ဆန်းရွာအနီးရှိစစ်ကောင်စီ၏အမြောက်တန်း344နီးအနီးပတ်ဝန်းကျင်တွင်စစ်ကူအနေဖြင့်စစ်ကြောင်းထိုးတက်လာသည့်စစ်ကောင်စီစစ်ကြောင်းများနဲ့ AA ဦးဆောင်သည့်တော်လန်ရေးတပ်ဖွဲ့ဝင်များသည့်လက်တရှောင်းနေရာအနှံ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့် ဟုမြေပြင်တော်လှန်ရေးတပ်ဖွဲ့နှင့်နှီးဆက်သူအမျိုးသားတအူကတရင်ဌာနသို့ပြောပါရယ်တိုက်ပွဲကရှေ့တိုးနောက်ဆုတ်ရတဲ့အနေအထားရှိတယ်ပထမကအမတ်တ344အနည်းဆုံးအထိထော်လန်ရေးတပ်ဖွဲ့တွေအသာစီရခဲ့တယ်စစ်ကောင်စီဘက်ကလေးချောင်းဒရုန်းစက်တက်လေးဒီတွေနဲ့ပုံကျဲတယ်စစ်ကူလည်းတက်ဖို့တော့နောက်ဆုတ်ပေးရတဲ့အနေအထားဖြစ်သွားတယ်တိုက်ပွဲကအသက်ကုန်ပြင်းထန်တယ်ဟုပြောပါရယ် အမြောက်တန်344တပ်သူဂျုံပြော်မျိုးအခြေဆိုင်ခလာရ36မှစစ်ကူအင်အားများအပါအဝင်ပြည်သူစစ်မှုရန်တင်နန်းစင်များဖြင့်အင်အားဖြည့်တင်းနေပြီးထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းဒေသခံများကပြောပါရယ်စစ်ကောင်စီဘက်ကလေးချောင်းကိုအဓိကထားပြီးထရဆက်ဘုံကျဲတိုက်ခိုက်နေပြီးတိုက်ပွဲနေထားမှာရည်ပြန့်ဖြစ်နေသဖြင့်တော်လန်ရေးတပ်ဖွဲ့ဝင်များနှင့်စစ်ကောင်စီတို့နှစ်ဦးနှစ်ဖက်ထိခိုက်မှုများရှိနိုင်သည်ဟုစစ်ရေးသိရှိသူမြေပြင်ဒေသခံတအူးကတရင်ဌာနသို့ပြောကြားပါရယ် 阿弟讲，当男女没事办，你变偏的路。 နှစ်ဖက်ထိခိုက်မှုများနိုင်နေစစ်ကောင်စီဘက်ကလည်းနောက်မဆုတ်ဘူး။တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်းနောက်မဆုတ်ဘူးဟုပြောပါရယ်။ငတိုင်းကျောင်းနဲ့စေမိုင်ကန့်သာဝေသည့်အမြောက်တပ်344ကိုစွန်လ12ရက်နေ့မှစပြီး AA ဦးဆောင်သည့်တော်လှန်ရေးတပ်ဖွဲ့ဝင်များကတိုက်ခိုက်နေခြင်းဖြစ်ပါရယ်။ဆက်လက်ပြီးစာလင်တီမြို့နယ်ကျေးရွာများကိုစစ်တပ်လေတီဖြင့်စစ်တပ်ကဘုံကျဲမှုနေအိမ်များထိခိုက်ပျက်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ်။စကိုင်းတိုင်းစာလင်တီမြို့နယ်ရှိကျေးရွာများကိုစစ်တပ်ကစစ်တပ်လေတီဖြင့်ဘုံကျဲတိုက်ခိုက်မှုနေအိမ်များပျက်စီးခဲ့ကြောင်း ချင်းတွင်းမြေကမ်းပြီးခြေရွာများတပိတ်ဆက်ကြောင်မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ် ဇွန်လ14ရက်နေ့ညပိုင်းတွင်အကြမ်းဖက်စစ်တပ်၏စစ်တပ်လေဒီများကစာလင်ကြီးမြို့နယ်မြောက်ချမ်းရှိကျွော်များကိုဘုံသီးနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်များပျက်စီးခဲ့ပြီးပြည်သူများမွေးမြူထားသည့်သုံးငါးကောင်တည်ဆုံးခဲ့ကြောင်းသိရပါတယ်။စာလင်ကြီးမြို့နယ်မြောက်ချမ်းကိုစစ်တပ်လေဒီနဲ့ဘုံသီးနှလုံးကျဲချသွားတာအထိကိုက်ပျက်စီးအနေငယ်ရှိတဲ့သုံးငါးကောင်လောက်တည်ဆုံးနေလူကတော့အသေးမွှားလေးလောက်ပဲထိခိုက်မှုရှိပါတယ်ဟုချင်းရင်းမြေကံပင်ကျေးရွာများသ ပိတ်ဆက်ကြောင့်မှတာဝန်ရှိသူတို့ကပြောဆိုပါရယ်အကြံဖတ်စစ်ကောင်စီတပ်ကစက်တက်လီဒီများကိုအုံပြု၍ခြေပါများသို့ဘုံချင်းမှုများအကျင့်ရေးအများပြလှုပ်ဆောင်လာနေပြီးယခုမိုးရင်းကာလအတွင်းရာသီဥတုတည်ငြိမ်သောနေညမရွေစက်တက်လီဒီများဖြင့်ဘုံကျဲတိုက်ခိုက်မှုများလှုပ်ဆောင်လာကြောင်းသိရပါရယ်ဆက်လက်ပြီး CRPH ရဲ့အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝင်တဲ့ဥပဒေကိုဘကတများအဖွဲ့ချုပ်ကန့်ကွက်ရှုံချတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ပြည်ထောင်စုလွတ်တော်ကုစားပြုကော်မတီ CRPH ကဇွန်လ23ရက်မှာထုတ်ပြန်ခဲ့တဲ့အကြံမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာနိုင်ငံဝန်ထမ်းဥပဒေကိုကန့်ကွက်ရှုတ်ချကြောင်းဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတမကများအဖွဲ့ချုပ်ကဇွန်လ25ရက်ရက်စွဲနဲ့ထုတ်ပြန်ပါတယ်အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုစီဒီအမ်မှာမပါဝင်ခဲ့တဲ့နိုင်ငံဝန်ထမ်းနှန်းစီဒီအမ်တွေကိုဥပဒေတရက်ကိုကြားထမ်းကြောင်းပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကကြေညာထားတာဖြစ်ပါတယ် စီရင်လှုပ်ရှားမှုမှာမပါဝင်တဲ့ဝန်ထမ်းတိုင်းကိုအရေးယူမယ်ဆိုတာဟာဒီမိုကရေစီစံချိန်စံညွန်းတွေနဲ့ကွဲလှပြီးနန်းစီရင်ဝန်ထမ်းတွေအပေါ် CRPH ရဲ့သဘောထားဟာစီရင်ဝန်ထမ်းတွေအပေါ်အကြမ်းဖက်စစ်ကောင်စီရဲ့သဘောထားနဲ့မကွဲပြားဘူးဆိုတာကိုမိမိကိုမိမိမေးခွန်းပြန်ထုတ်တင်တယ်လို့ဘာကတများအဖွဲ့ချုပ်ရင်ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်စီရီယံလှုပ်ရှားမှုမှာမပါဝင်သူတွေကိုဥပဒေနဲ့အရေးယူမယ်ဆိုတာဟာစီရီယံလှုပ်ရှားမှုဟာဥပဒေနဲ့အာဏာသုံးပြီးလုပ်ယူလို့မရဘူးဆိုတဲ့အခြေခံသဘောတရားကိုနားမလ ေရာရောက်နေတယ်လို့စီရီယံဝန်ထမ်းတွေကလည်းခုံတိတ်ခါနှိုးနှမ်းစီတယ်လို့ဆိုပါတယ်။နန်းစီရီယံဝန်ထမ်းတွေကိုအရေးယူမယ်လို့ဆိုကဥပဒေထုတ်ပြန်တာဟာခန်းစားချက်ကိုအခြေခံပြီးလက်ခုပ်တန်ချူရမယ့်ကိစ္စမဟုတ်ဘဲ CRPH ရဲ့အခုဥပဒေမပြတ်ထန်းခင်မှာတော့တော်လန်ရေးအင်အားကောင်းတဲ့ဒေသတွေမှာနန်းစီရီယံဝန်ထမ်းတွေနဲ့ကျောင်းသားကျောင်းသူတွေကိုခွဲခြားဆက်ဆံမှုနဲ့ပြည်ထောင်ပြည်သားတွေအများပြားရှိနေတယ်လို့ဘာကတာများအဖွဲ့ချုပ်ကတတိပေးထားပါတယ်။ အခုလိုဥပဒေထုတ်ပြန်လိုက်တာဟာနောက်ဆက်တွဲအကျိုးဆက်တွေကိုဖိတ်ခေါ်ရရောက်နေတယ်လို့ဘာကတမြအဖွဲ့ချုပ်ကထုတ်ပြန်ကြေညာထားပါတယ်ဆက်လက်ပြီးရွာငန်တွင်ထွေးအုပ်ဝန်ထမ်းများဖမ်းခံရမှုကြောင့်အရှိမြင်အနောက်မြင်တောင်တန်းရှိကြီးရွာများကိုစစ်ကောင်စီတပ်ဝင်ရောက်စီးနင်းနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတနုပိုပိုင်းအုပ်ချုပ်ခွင့်ရဒေသရွာငန်မြို့နယ်မှာထွေးအုပ်ဝန်ထမ်းတွေ ဖန်စီခံရမှုနဲ့အတူစစ်ကောင်စီကညအေဒီဒီရွာကိုအကြမ်းဖက်စီးနှင်းရှာဖွေခဲ့တယ်လို့ရွာငံဒေသခံတယောက်ကသတင်းဌာနကိုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ17ရက်နေ့မနက်ပိုင်းကရွာငံမြို့နယ်မြသပြည့်ရေးပြအိတ်လန်းခွဲတောင်ကြီးရွာငံလမ်းပိုင်းမှာရွာငံထွေအုပ်ဝန်ထမ်း၃ယောက်ကိုလက်နက်ကင်တပ်ဖွဲ့တကူကအရှင်ဖန်စီခေါ်ဆောင်သွားခဲ့တယ်လို့သိရပါရယ် ဲ့ဒီဖြစ်စဉ်အပြီးနောက်တနေ့ဇွန်လ12ရက်ညပိုင်းမှာပဲအောင်ပန်းမြို့ပေါ်ကနေကားခွနစီအင်းအား300ကျော်နဲ့ထွက်ခွာလာတဲ့စစ်ကောင်စီတပ်တွေဟာအရှိမြင်အနောက်မြန်တောင်ကြီးကမြအေဒီကြီးရွာအတွင်ဝင်ရောက်စီးနှင်းရှာဖွေခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်တွေဟာမြအေဒီကြီးဟာအတွင်ကနေအိမ်တအိမ်တွေဝင်ရောက်ရှာဖွေရင်းအိမ်ပိုင်ရှင်အမျိုးသားဖြစ်သူကိုခေါင်းကွဲတဲ့အထိတနက်တင်နဲ့ထုရိုက်ခဲ့တယ်လို့သမီးပြိုမိန်းကလေးနှစ်ယောက်ကိုလည်းအဝတ်စားတွေချုပ်ကိုင်းကမခွေမရစစ်စည်းတာတွေလှုပ်ဆောင်ခဲ့ကြောင်းရွာငန်ဒီသာကန်တွေကပြောပါတယ် ဲ့ဒီနောက်မှာတော့အရက်သားတဲအိမ်နှလုံးကိုမိရှို့ဖျက်ဆီးကစစ်ရှောင်းနေအိမ်တွေတဲကလက်ကင်ဖုံးသုံးလုံးနဲ့ဆိုင်ကယ်ကိုစီကိုခိုးယူတဲဆောင်ပြီးခြေရွာအတွင်ကနေအရှိတ်ဘက်ကိုဆက်လက်ထွက်ခွာသွားတယ်လို့သိရပါတယ်။ထွေအုပ်ဝန်တန်းတွင်ဖမ်းဆီးခံထားရမှုအပေါ်လှုပ်ဆောင်တဲ့အဖွဲ့ဘက်ကလက်ရှိအချိန်အထိ တရားဝင်သတင်းမထုတ်ပြန်သေးတာကြောင့်သတင်းတွေပြတ်တောက်နေပြီးအကြမ်းဖက်စစ်ကြောင်းကလည်းဆက်လက်စစ်ကြောင်းထိုးဝင်ရောက်တာတွေလှုံ့ဆော်နေရဒေသခံတွေထိတ်လန့်နေကြတယ်လို့ဆိုပါတယ်။ထွေအုပ်ဝန်ထမ်းတွေဖမ်းခံရတာဟုတ်တယ်။တနုတက်ဖွဲ့တစ်ခုပါပဲ။ဘယ်ဖွဲ့လဲဆိုတာမသိသေးဘူး။စစ်ကြောင်းစီတာကလည်းအဲ့ဒါကြောင့်မှတရွာလုံးကိုစီတာ၁၄အိမ်လောက်အနည်းဆုံးရှာခံရတယ်။ PDF တွေဘာတွေဝင်ထွက်လောက်တဲ့ဆိုပြီးရှာတာပါဖန်ခံရတာမျိုးတော့မရှိပါဘူးဝင်းမွေယုံပါပဲလမ်းပွေးခွဲရကအိတ်တွေအမွေခံရတယ်မြဝင်တော့ဆိုတော့တချို့လဲတိုးတဲ့တောင်တဲ့ပြေးနိုင်ရှောင်းနိုင်ကြတယ်တချို့မရှောင်းနိုင်ကြဘူးမထွက်ပြေးနိုင်တဲ့အိတ်တွေကတော့ပိတ်မိပြီးရှာခံရရတဲ့ပေါ်လို့ရွာငန်ဒေသကံတယောက်ကသတင်းဌာနကိုပြောပါတယ် ပြီးခဲ့တဲ့မေလပထမပတ်တုန်းကလည်းရွာငံမြို့ဝင်ကရွှေပွင်လင်းဖျားတောင်ကြီးမှာဂိတ်ချရင်ခရီးသည်တွေစီကငွေညစ်တောင်းခဲ့တဲ့ရဲသုံးယောက်ကိုထိုလန်ရေးတပ်ဖွဲ့ဝင်တွေကရှောင်းတခင်ဝင်ရောက်ပစ်ခတ်ရင်တနက်နှစ်လက်ရရှိခဲ့တယ်လို့သိရပါတယ်ကျမ යි တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်